မင်္ဂလာပါရှင်။ PSN News ရဲ့နိုဝင်ဘာလ9ရက်နေ့တဲ့မိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့တိုင်ဖုန်းမုန်တိုင်းခမီကီဟာမနေ့ကညပိုင်းမှာဗီယက်နမ်နိုင်ငံကမ်းခြေကိုစတင်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးအဲဒီမုန်တိုင်းရဲ့အကျဉ်းချန်တိမ်တိုက်တွေကြောင့်လာမယ့်ရက်တွေအတွင်းမြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာနေရာကွက်ပြီးမိုးသည်ထန်နိုင်တယ်လို့မိုးလေဝသပညာရှင်တွေကသုံးသပ်ထားပါတယ်။ခမီကီတိုင်ဖုန်းမုန်တိုင်းဟာ category 3အဆင့် တနအီ128မိုင်နှုန်းနဲ့ဗီယက်နမ်ကမ်းခြေကိုဖျက်ချော်ခဲ့တာဖြစ်ပြီးဒီနေ့မှပဲလာအိုနိုင်ငံဘက်ကိုအားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖြစ်ဝင်ရောက်ခဲ့ပြီးတဲ့နောက်ထိုင်းနိုင်ငံကိုဆက်လက်ဝင်ရောက်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမိုးလေဝသဌာနကတော့တိုင်ဖုန်းမုန်တိုင်းခမေကီကထိုင်းနိုင်ငံကိုအပူပိုင်းမုန်တိုင်းဖြစ်ဝင်ရောက်လာပြီးအပူပိုင်းလီဗီးယားနဲ့ရေဝံအဖြစ်အားလျော်သွားနိုင်ပြီးမုန်တိုင်းကြောင့်ရေကြီးရေလျှံခြင်းမြေပြိုခြင်းတွေဖြစ်နိုင်တာကြောင့်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ဒီမုန်တိုင်းရဲ့အကျဉ်းချန်တိမ်တိုက်တွေဟာနိုဝင်ဘာလ10ရက်နေ့ညပိုင်းမှာထိုင်းနိုင်ငံတက်ခိုင်ကနေတဆင့်မြန်မာနိုင်ငံထဲကိုဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့်နိုဝင်ဘာလ10ရက်9ရက်နဲ့10ရက်နေ့တွေမှာ ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတွေမှာနေရာကွက်ပြီးမိုးတဲထန်တာတွေဖြစ်နိုင်တာကြောင့်သတိပြုကြဖို့လိုအပ်ပါတယ်။အထူးသဖြင့်နိုဝင်ဘာလ9ရက်ကနေ13ရက်နေ့အတွင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းမွန်ပြည်နယ်တနင်္သာရီတိုင်းကရင်ပြည်နယ်နေပြည်တော်နဲ့ကရင်ပြည်နယ်တို့မှာမိုးရေချိန်3လက်မကနေ6လက်မအထိရွာသွန်းနိုင်ခြင်းရှိတယ်လို့မူလဝေဒပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ ။တချိန်တည်းမှာပဲဖိလစ်ပိုင်အရှေ့ဘက်ပင်လယ်မှာနောက်ထပ်ဖြစ်ပေါ်လာတဲ့တိုင်ဖုန်းမုန်တိုင်းဆန်မွန်ဟာလည်းဖိလစ်ပိုင်ကို category 3အဆင့်နဲ့ဝင်ရောက်တိုက်ခတ်ဖို့ရှိနေပါတယ်။တိုင်ဖုန်းမုန်တိုင်းဆန်မွန်ဟာဖိလစ်ပိုင်နိုင်ငံကိုဖျက်ကျော်ပြီးတာနဲ့တောင်တုပ်ပင်လယ်ထဲကိုဝင်ရောက်လာပြီးထိုင်ဝမ်ကျွန်းဘက်ကိုပြန်ကွေသွားနိုင်တာကြောင့်မြန်မာနိုင်ငံအတွက်စိုးရိမ်စရာတော့မရှိဘူးလို့ဆိုနိုင်ပါတယ်။ဒီနေ့မှာတော့မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရော်ရီတိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျကျမိုးရသွားနိုင်ပါတယ်။ နေပြီးတော့ရန်ကုန်တိုင်းကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်မိုးနဲ့ငယ်ရွာသွန်းနိုင်ပါတယ်။နောက်နေ့အတွင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာသွန်းနိုင်မှာပဲဖြစ်ပါတယ်။မြမကန်ရိုရန်တခြားနယ်ကန်လွန်ပင်လယ်ပြင်တွေမှာတော့လိုင်းအထင်တင်ကနေလိုင်းကြီးနိုင်ပြီးလိုင်းအမြင့်ကတော့9ပေကနေ9ပေလောက်ထိရှိနိုင်ပါတယ်ရှင်။မိုးလေဝသဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်းကျင်သာမှန်နိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။ နေစဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း PSM ကနေတင်ပြပေးတော့မှာဖြစ်တဲ့အတွက် PSM ရဲ့နေစဉ်မူလို့သာအစီအစဉ်ကိုစောင့်ကြည့်ပေးကြဖို့မြတ်တာရက်ခံလိုပါတယ်။ PSM ကိုကြည့်ရှုအားပေးကြတဲ့ပြည်သက်တွေနဲ့အတူမြမပြည်သူပြည်သားတွေလည်းစမ်းမဘေးကင်းစွာနဲ့တဘာဝဘေးအနေနဲ့အတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်။